ရန်ကုန်မန္တလေးအမြင်လမ်းမှာမိုင်တိုင်း330မှာအေစီကားရစီရေမတော်တိုက်ဆိုင်မှုဖြစ်ပွားခဲ့ပြီးလူရွယ်နှုတ်တရားရရှိခဲ့လို့တီးကုန်းအမြင်လမ်းရဲ့စခန်းကသိရှိရပါတယ်။ဖြစ်စဉ်ကတော့ဇန်နဝါရီလ14ရက်နေ့ညနေ4:30မိနစ်30ခန်းကရန်ကုန်မန္တလေးအမြင်လမ်းမှာပေါ်မှာရန်ကုန်ဘက်ကနေမန္တလေးဘက်ကိုမောင်းနှင်လာတဲ့ တိုယိုတာတိုက်ခိုက်ရင်ဟာမိုင်နံ330နှစ်ဖာလုံးကျော်ရောက်မှာရှေ့ဝဲဘက်ဘိမ့်ပေါက်ပြီးတိမ်ပေါက်ခဲ့ပြီးတော့လမ်းတစ်ဖက်ရင်ကျောသို့ရောက်ရှိရဲတံသွားခဲ့တာဖြစ်တယ်လို့ရဲမှတ်တမ်းတွေကသိရှိရပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်ရင်မော်လိုက်ပါလာသူရင်မောင်းနဲ့အခြားတအုပ်တို့ဒဏ်ရာတွေရရှိခဲ့ပြီးမိဒီလာပြည်သူစေယုံကြီးတို့ပို့ဆောင်ကူတာခဲ့ရတယ်ဖြစ်ပါတယ်။အရှိန်များလုံးလို့ဖြစ်သွားတယ်လို့ယူဆရပြီးတခုကံကောင်းတာကတော့ နှစ်ယောက်လုံးခပတ်ပတ်ထားပြီးတော့လေးအပွင့်သွားလို့ဒဏ်ရာတက်တာသွားတာဖြစ်တယ်လို့ဒီမတော်တဆမှုကိုအမြန်လန်1880ကိုလှမ်းအကြောင်းကြားခဲ့ပြီးတော့တက်ချိန်ဒီကားတစ်စီးထွက်ပြီးအကူအညီပေးခဲ့တာဖြစ်တယ်လို့မေတီလာခရိုင်တက်ချိန်ဒီတက်ဖွဲ့ခရိုင်ဦးစီးမှုဒုတိယတန်းဦးနေဦးကပြောကြားပါတယ်။အဆိုပါယင်တိတ်မောက်မှုကို တီကုံအမြန်လမ်းမရဲစခန်းကရင်ပနှစ်မြန်ဆောင်2019ရဇသက်ကြီးပုံမှာ339နဲ့အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိရလို့လည်းသိရပါဗျ။ရန်ကုန်မန္တလေးအမြန်လမ်းမမှာရေမတော်တဆမှုတွေဖြစ်ပွားလျက်ရှိပြီးပြီးခဲ့တဲ့2016ခုနှစ်တနစ်တာကာလအတွင်းအမြန်လမ်းပေါ်မှာရေမတော်တဆမှု944မှုဖြစ်ပွားခဲ့ပြီးတော့ကာဘိန်ပေါက်တာကြောင့်ဖြစ်ပွားတဲ့ရေမတော်တဆမှုကတော့186ချိန်အထိဖြစ်ပွားခဲ့တာဖြစ်ပါတယ်။